STB community call live ကနေကြိုဆိုလိုက်ပါရယ်အားလုံးပဲမင်္ဂလာပါရှင်အာဒီနေ့ရဲ့ live လေးမှာဆိုရင်ခေါင်းစဉ်လေးကတင်းရဲ့စိတ်လေးကိုအနှွေးထက်ပေးပါဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးသွားမှာဖြစ်ပါရယ်ဒီနေ့ဆွေးနွေးသွားတဲ့အကြောင်းအရာတွေကိုကိုရိုင်းနာထောင်ရုံသာမကဘဲနဲ့ကိုရဲ့မိတ်ဆွေတွေတငယ်ချင်းတွေလည်းစိတ်ရဲ့အနှွေးထက်လေးရသွားအောင်ဒီနေ့ live ကို like and share လေးလုပ်ပြီးတော့ ညဝေပေးဖို့ကိုလည်းမမေ့ပါနဲ့။အဲနောက်ပြီးတော့ STV ရဲ့ YouTube channel လေးကိုလည်း subscribe မလုပ်ရသေးဘူးဆိုရင်လုပ်ပေးပါအောင်ရှင်။ကျမတို့ဒီကာလလေးမှာဆိုရင်အကြောင်းမျိုးမျိုးကြောင့်ပဲလူတိုင်းလူတိုင်းမှာ စိတ်ပင်ပန်းမှုတွေကများသောအားဖြင့်ရှိနေတကြတယ်။ဒါတွေကိုဖြေဖြောက်ဖို့အတွက်ဘာတွေလုပ်သင့်နေလဲ။ဘယ်လိုတွေပြုမှုနေထိုင်ရမလဲဆိုတာကိုတယ်လီကျမ်းမှာအခမဲ့ online စေခံရဲ့စိတ်ကျမ်းမာရဲ့အထုကု ဆရာဝန်များမှဒီနေ့ရဲ့ live လေးမှာဆွေးနွေးတော့မှာဖြစ်ပါတယ်။ပြည်နေကျမအခမဲ့ online စီကံမှာပါဝင်ပြီးတော့ပြည်သူလူထုကိုကျမရေဝန်ဆောင်မှုပေးနေတဲ့သူအများအားစုက CDN ကျမရေဝန်ထမ်းနေပဲဖြစ်တယ်။ဒါပြင်ကို CDN ဝန်ထမ်းမဟုတ်တဲ့ပြင်ပကဆရာဝန်တွေသူနာဖြူတွေတခြားဝန်ကြီးဌာနအသီးသီးက CDN ဝန်ထမ်းတွေ CDN ကျောင်းသားကျောင်းသူတွေနဲ့ CDN ပြည်သူတို့ချို့ကလည်းဒီ Daily Jam online စီကံလေးမှာ volunteer အဖြစ်နဲ့ပါဝင်ပြီးတော့လုပ်အားပေးနေကြပါတယ်။ Telegram ရဲ့ Facebook page လေးကိုလည်းအာဒီနေ့ live လေးကိုကြည့်နေရင်လည်းကိုက like and follow မလုပ်ရသေးဘူးဆိုရင်လည်း like and follow လေးလုပ်ပေးပါဦး။နောက်ပြီးတော့အကယ်၍ပေါ့နော်ကိုကဟိုစီကံပြချင်တာပဲဖြစ်ဖြစ်ဒီကျမကြီးနဲ့ပတ်သက်တဲ့တိုင်ပင်ဆွေးနွေးမှုတွေယူချင်နေဆိုရင် Telegram account နဲ့ online စီကံရဲ့ Facebook Messenger အနေနဲ့တဆင်ဆက်သွယ်ပြီးတော့လည်းမေးမြန်းဆုံးဆန်းနိုင်ပါတယ်။ ဟုတ်ကဲ့ပါဒါဆိုရင်ကျမတို့ရဲ့ဒီနေ့ရဲ့ STV Community Call Live လေးကိုစတင်ကြပါမယ်။အဲတလီကျမရဲ့စိတ်ကျမရဲ့အထူးကုဆရာဝန်တူဖြစ်တဲ့ဆရာမမော်နီကာကိုအရင်ဆုံးဖိတ်ခေါ်ကြပါမယ်။ဆရာမမင်္ဂလာပါရှင်။ဟုတ်ကဲ့ပါညီမလေးမေမီမင်္ဂလာပါဖိတ်ခေါ်ပေးတာကျေးဇူးတင်ပါတယ်။ တော့ဒီ live ကိုကြည့်ကြည့်ကြည့်ရှုနေကြတဲ့ STV ကိုအားပေးကြတဲ့တော်လန်ပြည်သူတွေအားလုံးကိုအဲ spring bee လေးတွေအားလုံးကိုပြီးတော့ STV မိသားစုဝင်တွေညီကိုမောင်နှမတွေအားလုံးမင်္ဂလာပါကျမဒေါက်တာမော်နီကာပါစိတ်ကျမရေးတူကူဆရာဝပါဒယ်လီကျမမှာအလုပ်လုပ်ပါတယ်ဟုတ်ဒီညအခုလို့ဆောင်းရတာအများကြီးဝမ်းသာပါတယ်ဟုတ်ကဲ့ပါဆရာမတွေ့ရတဲ့အတွက်လည်းအများကြီးဝမ်းသာပါပါတယ်ပြီးတော့အချိန်ပေးပြီးတော့လည်းဒီနေ့ live လေးကိုလာပြီးတော့တက်ရောက်ပေးတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါတယ်ဆရာမ ုတ်ကဲ့ပါညီမလေးဟုတ်ကဲ့အဲဒါဆိုရင်တော့နောက်ထပ်စိတ်ကြမ်းမာရေးထူကူဆရာဝန်တို့အုပ်ဖြစ်တဲ့ဆရာတွတ်ပီကိုဖိတ်ခေါ်ကြပါရယ်ဆရာကြီးမင်္ဂလာပါโอเคมิงลาပါဆီယမမေရေဆိုတော့အဲဒီနေ့ STB ရဲ့အဲ Facebook live နဲ့ YouTube live ကနေပြီးတော့ကြည့်ရှုနေကြတယ် အာကျွန်တော်တို့ရဲ့ STB အတုံးပြူကြတဲ့အာတော်လှန်ပြည်သူအပေါင်းရော STB ရဲ့မိသားစုဝင်တွေညီကိုမောင်နှမတွေအားလုံးအာမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်ကတော့ဒေါက်တာတွတ်ပြီပါအဲစိတ်ချမ်းမာရေးထုကူဆရာဝန်ဖြစ်ပါတယ်ဒယ်လီချမ်းမာရေးစိတ်ချမ်းမာရေးထုကူဆေးကမ်းမှာတာဝန်ထမ်းဆောင်နေပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါဆရာတော်ဆရာမတို့တွေ့ရတာအရင်မေဝန်တာလို့အများကြီးလေးကျေးဇူးတင်ပါတယ်ဟိုပထမဆုံးဆွေးနွေးခြင်းတဲ့အကြောင်းအရာလေးကဒီ ကိုခန္ဓာကျမရင်နဲ့စိတ်ကျမရင်နှစ်ခုမှာဘယ်ဟာပို့ပြီးတော့အရေးကြီးဆုံးဖြစ်မလဲဆိုတာလေးသိချင်တယ်။ဟိုဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ဆရာမမိုနီကာကအရင်ဆွေးနွေးပေးမလားရှင်။ဟုတ်ကဲ့ပါညီမလေးဟုတ်။ရွေးရခက်တဲ့မိကိုပေါ့နော်ခြေရခန့်အောင်လုပ်ပြီးပေါ့။အဲ့တော့စိတ်ရှာဝင်ဆိုတော့ဖတ်လိုက်ပြီးတော့မှစိတ်ကအရေးကြီးရဲ့လို့ဖြစ်ရင်ကောင်းလားပေါ့နော်။အဲနောက်တာပါဒါမဲ့ တကယ်တမ်းတော့ကျမတို့စီမကကိုယ်နဲ့စိတ်နှစ်ခုပဲရှိတာဘူးเนาะအဲ့တော့နှစ်ခုစလုံးအရေးကြီးတယ်လို့ပဲဖြေပြရသည်နှစ်ခုလုံးတန်းတူအရေးကြီးတယ်လူတိုင်းလည်းသိပြီးသားပဲကိုယ်ခန္ဓာကျမ်းမာနေပြီးတော့စိတ်မကျမ်းမာဘူးဆိုရင်လည်းကျမတို့ဟိုလှုပ်ချင်တာတွေဟိုလုံနိုင်စွမ်းအားရှိတဲ့လောက်လုံနိုင်မှာမဟုတ်ဘူးလေเนาะပြီးတော့စိတ် ကျမ်းမာနေပြီးတော့ကိုခန္ဓာမကျမ်းမာဘူးဆိုရင်လည်းကျမတို့လုံနိုင်မှာမဟုတ်ဘူးကွာအဲ့တော့နှစ်ခုလုံးကလည်းအရေးကြီးတယ်အဲနှစ်ခုလုံးကလည်းတစ်ခုနဲ့တစ်ခုအပြန်အလှန်ဆက်ဆက်မှုရှိတယ်ဗောနော်ရုပ်မကျမ်းမာဘူးဆိုရင်စိတ်ကလည်းလိုက်ပြီးတော့မှမကျမ်းမာမှာဖြစ်နိုင်တယ်လို့စိတ်မကျမ်းမာနေတဆင်မှာဒီရုပ်ကျမ်းမာတဲ့ကိုခန္ဓာကို lifestyle ကိုပြုလုပ်နိုင်ဖို့ကခက်ခဲမယ်ဗောအဲ့တော့နှစ်ခုလုံးရေးကြီးတယ်နှစ်ခုလုံးဦးစားပေးပြီးသင်ပါတယ် ဟုတ်ကဲ့ပါဆရာမဆရာမပြောသွားတဲ့အတိုင်းပဲအဲစိတ်ကျမဘုရားလည်းအရေးကြီးတယ်လို့ကိုခန္ဓာကျမဘုရားလည်းအရေးကြီးပါတယ်ဒီစိတ်သွားတိုင်းကိုပါဘူးဆိုရင်တော့နှစ်ခုစလုံးကိုပြတ်မထားတင်ပဲနဲ့ဂယုဆိုင်တင်နေဆိုတာလေးလည်းသိလိုက်ရပါတယ်ဆက်ပြီးတော့ဆရာမရေအခုဘယ်လိုမျိုးပေါ့နော်ဝန်နေမှုတွေများနေတဲ့ကာလာလေးဖြစ်တယ်ဒီကာလာလေးရတယ်ဒီလိုဝန်နေစရာတွေကိုဘယ်လိုဖြေဖြောက်လို့ရမလဲဆိုတာလေးလည်းသိကြပါတယ် ဟုတ်ကဲ့ပါဟုတ်အဲဟုတ်တယ်เนาะဒီကာလဝန်းနေကြရီစိတ်ထိခိုက်စရာတွေများတယ်ဟိုအဖက်ဖက်ကပေါ့လीအဲဒီတွေ့ရတဲ့သတင်းတွေရောကိုကိုတိုင်းရဲ့အခက်အခဲတွေရှေ့ရေးအတွက်ဘာဆက်ဖြစ်မလဲဆိုတာမသိကြမှုတွေအဖက်ဖက်ပေါ့လीအဲ့တော့စိတ်ဆင်းရဲကြရီဝန်းနေကြရီများတဲ့ကာလဖြစ်တယ်ဝန်းနေတယ်ဆိုတာတော့လीစိတ်ခံစားချက်တစ်မျိုးပေါ့အဲ့တော့ဒါ ਉ တော့ ဟိုကျမတို့ကဝမ်းမနေနဲ့မဖြစ်နဲ့အားပြောက်ရမယ်အဲ့လိုမျိုးကြီးအတင်းလှုပ်ဖို့တော့ခက်တာပေါ့အဲ့တော့စိတ်ခံစားချက်ဖြစ်တဲ့အတွက်ကြောင့်ဒါအဲ့တော့ဖြစ်နေမှာပဲပေါ့နော်တားစီလို့တော့မရဘူးဒါမဲ့လေဒီဝမ်းနေမှုကြီးကိုပဲအရင်ကြာရှည်ပြီးတော့မခံစားနေရအောင်ဒီဝမ်းနေမှုရေရင်ကြောကြီးမှာပဲပလက်မျောမပါသွားအောင်တော့ထိန်းကွက်ရမှာပေါ့လीနော်အဲ့လိုမျိုးဆိုတော့ဟိုပထမဆုံးတော့ ဟိုဘာလို့စီကျင်လဲဆိုရင်တော့ကိုယ်ခံစားချက်တွေပေါ့နော်ကိုယ်စီမှာကိုယ်ကိုယ်စိတ်ထဲမှာဘာတွေဖြစ်နေလဲဘာတွေခံစားနေရလဲဆိုတာကို သတိလေးနဲ့စောင့်ကြည့်တတ်တဲ့အကျင့်ပေါ့နော်အဲအဲ့ဒါလေးကိုလှုပ်စီချင်တယ်ပေါ့ဟိုမှာ Facebook မှာဆိုရင်တော့ what is on your mind ဆိုပြီးတော့မှရေးတာပဲလीနော်အပြီးတော့ဟိုခန္ဓာကိုယ်ဆိုရင်လည်းကျမတို့ကခေါင်းမူးတယ်ဆိုရင်တော့ဟဲ့ဘာဖြစ်လဲမသိဘူးငါနာအောင်မှဆိုရဲအတိလေးရှိတယ်ဒါပေမဲ့ကိုယ်စိတ်ဖြစ်နေပြီဆိုရင်တော့လူတွေကအေးတယူနေငါဘာများဖြစ်နေလဲငါဘာလို့ခံစားနေရတာလဲဆိုတော့မတွေးတတ်ဘူးပေါ့နော် တော့ပထမဆုံးတော့ဒီကိုယ်စိတ်လေးဘာဖြစ်နေသလဲဆိုတာကိုပြန်ပြီးတော့မှဂယူတဆိုင်တဲ့ကြီးတက်တဲ့အချင်းကလေးကိုလှုပ်စီခြင်းနဲ့ပေါ့ဒီဝမ်းနည်းမှုတွေပျောက်ဖို့ဆိုတာထက်စိတ်ကြမ်းမာဖို့ပေါ့နော်ကိုဘာဖြစ်နေရလဲဘာကြောင့်ဒီလိုတွေစိတ်တွေခံစားနေရတာလဲဒါလေးကို notice ဖြစ်ဖို့လိုတယ်ပြီးစိတ်ခံစားချက်တွေကိုအသိအမှတ်ပြုရမယ်အတင်းလဲဟာမဖြစ်ချင်ဘူးဒါကြီးရလဲငါခံစားရတာဆိုးလိုက်တာဆိုတဲ့အခါနဲ့ကိုခံစားချက်နဲ့ကိုရံဖြစ်နေတာမျိုးမဖြစ်စေချင်ဘူးပေါ့နော် အပြင်နောက်တစ်ခုကတော့ကျမတို့ကဒီဟာကခံစားချက်ပဲဖြစ်တဲ့အတွက်အချိန်တိုင်းတာတစ်ခုမှာတော့သက်သာသွားမှာပဲစိတ်ညစ်နေတာကြီးကတော့အများအားဖြစ်မှာမဟုတ်ဘူးစိတ်ညစ်စရာလာပြင်းလဲကောင်းတာလေးလာမှာပဲဆိုရယ်ယုံကြည်ချက်လေး hope လေးကိုလည်းထားစီခြင်းလေအဲ့တော့ဒီတိုင်းပဲ plan hope လေးကိုထားပြီးပြီဆိုရင်တော့ဒီတိုင်းပဲညှော်လင့်နေတာမျိုးတော့မဟုတ်ပဲနဲ့အာငါနေကောင်းအောင်လုပ်မယ်ဒါခဏတစ်ဖြုတ်ဖြစ်တဲ့စိတ်ခံစားချက်ပဲငါတို့နေပြန်ကောင်းနိုင်နေဆိုတဲ့အတွက်ကိုကိုကိုဘယူဆိုင်တဲ့အပြုအမူတွေလုပ်ဖို့လိုတယ်ပေါ့နော်စိတ်ကောကိုရောဂျမ အောင်ဒါမှမဟုတ်ဝန်နေစရာကောင်းတဲ့ဖြစ်ပျက်တွေစိုးတာတွေပဲအများနဲ့အာယုံဆိုင်ပြီးတော့တွေးမနေပဲနဲ့စိုးတာရှိတာအပြင်ဝန်နေစရာကောင်းတာရှိတာအပြင်ဝန်သားစရာကောင်းတဲ့အချက်လေးတွေကောင်းတဲ့အချက်လေးတွေရှိတယ်ဆိုတာကိုလည်းတွေးတတ်တဲ့အလေးချင်းလေးကိုဟိုလောက်စီချင်တယ်ပေါ့နော်ဥပမာနေ့တစ်နေ့မှာဆိုရင်ဟိုလူရဲ့သဘာဝအရတော့စိုးတာဖြစ်ရင် ပို့ပြီးတော့သတိထားမိတာပေါ့ဝမ်းနေစရာဖြစ်ရင်ပို့ပြီးသတိထားမိပြီဒီဖြစ်ပျက်ကြီးကဆွဲမြဲနေတာပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့နေ့တူဝမှာကိုကောင်းတဲ့ဖြစ်ပျက်လေးတွေ ဝမ်းစာစရာကောင်းတဲ့ဖြစ်ပျက်လေးတွေကျေးဇူးတင်ရမယ့်ဖြစ်ပျက်လေးဆိုတာဖြစ်နေတတ်တယ်ပေါ့ဒါကျမတို့ကသတိမထားမိလို့ပေါ့နော်အခုဆိုလို့ရှိရင်လေဒီနေ့အတွက်ဆိုရင်ရိုးရိုးလေးစဉ်းစားလိုက်ရအောင်ဒီဒီနေ့ညအပြန်လှန်အနှွေးတက်ပေးကြမယ်ဆိုတော့အချိန်ကလေးမှာကျမတို့အတူရှိနေတာဟောတာဝန်စာစရာကောင်းတဲ့ကိစ္စတစ်ခုပဲပေါ့နော် ီနေ့ဒီထဲမှာနားထောင်နေကြတဲ့လူတွေမှာလည်းဒီနေ့တနေ့တာမှာပြန်စင်းစားကြည့်မိလိုက်ရင်အာကိုချစ်တဲ့သူနဲ့တွေ့ရတဲ့တွေ့ခဲ့ရတဲ့လူတွေရှိချင်ရှိမယ်ကိုကြိုက်တာလေးတွေစားခဲ့ရတဲ့လူတွေရှိချင်ရှိမယ်ဝမ်ဝမ်းသာစရာကောင်းတဲ့တည်င်းကောင်းလေးတွေကြားခဲ့ရတဲ့ဟာလေးတွေရှိချင်ရှိမယ်ဒီလိုအကောင်းလေးတွေကိုပါကျမတို့ကမမေ့မလျော့နဲ့စဉ်းစားတတ်ဖို့လိုတာပေါ့နော်အဲ့ဒါဆိုရင်တော့ဝမ်းနေစရာတွေမှာပဲအများနဲ့မျောပါမသွားပဲနဲ့ ဝန်내ပြားလည်းရှိသလိုဝန်သားပြားလည်းရှိမယ်ဒါသည်ဘဝမှာကြုံတွေ့ရမယ့်စိတ်ခံစားချက်တွေပဲဆိုတာလေးဟိုနားလည်ပြီးတော့ကြော်ဖြတ်နိုင်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါဆရာမဆရာမဆွေးနွေးသွားတာလေးဟိုအရင်ပဲသဘောကျပါရယ်ဟိုလူရလေးဆရာမများတော့အဖြစ်ဆိုရင်ဟိုဆရာမပြောသလိုပဲဝန်နေတာနဲ့ဒီပျော်ရွှင်တာနဲ့ဆိုရင်ဝန်နေတာကိုပဲလူရစိတ်ထဲမှာအမြဲတမ်းဆွေးနွေးတတ်တယ်လीနော်ဟိုဆရာမပြောသွားတဲ့အကြံပေးချက်လေးကိုလည်း အရင်ကြိုက်ပါတယ်ဆိုးတာတွေပြီးသွားပြီဆိုလို့ရှင်ဒါကောင်းတာတွေလာမယ်ဆိုတော့မျောလင်းချက်လေးနဲ့နေဖို့လိုအပ်တယ်ဆိုတာလေးကိုလည်းသိလိုက်ပါတယ်အဒီနေ့ live ကိုကြည့်နေတဲ့နားထောင်နေတဲ့တော်လံမျိုးဘာပြည်သူတွေလည်းဒီလိုမျိုးလေးကြုံတွေ့ရပြီဆိုရင်ဆိုးတာတွေကြုံပြီးပြီဆိုရင်ကောင်းတာတွေလာမယ်ဆိုတော့မျောလင်းချက်လေးနဲ့ဆက်ပြီးတော့ကျမအောင်နေပေးပါလို့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့အခုဆိုရင်အရှင်မမော်နီကာကလည်း ဒါဆွေးနွေးပြီးသွားပြီဆိုတော့အဒီတစ်ခါမှာဆွေးနွေးမဲ့မိကွန်လေးအတွက်ဆရာတွတ်ပြီးကိုဆွေးနွေးဖိတ်ခေါ်ကြပါတယ်။အာဆရာရေးတစ်ခါတလေမှဆိုရင်လေညီမတို့တွေစိတ်အစင်မပြေမှုတွေဝမ်းနည်းမှုတွေကြုံလာရတဲ့အခါမှာလူရလေးများသောအားဖြင့်တယောက်တည်းပဲနေတတ်ကြရတယ်။တယောက်တည်းပဲဖြတ်တန်းတတ်ကြရတယ်။အဲအဲ့ဒီလုံရက်လေးကရောမှန်သလားမှားသလားဆိုတာလေးလေဆရာရဲ့အကြံပြုချက်လေးနားထောင်ကြပါတယ်ဆရာ။ ဟုတ်ကဲ့ပါဆရာမမေရေမိကုံးလေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတော့ဒါလည်းဖြည့်အားခတ်တဲ့မိကုံးပဲပေါ့နော်ဆိုတော့ပထမဆုံးမိကုံးဖြစ်တယ်လို့ပဲအဲစိတ်ကျမ်းမာရေးနဲ့ခန္ဓာကိုယ်ကျမ်းမာရေးမှာဘယ်ဟာပိုအရေးကြီးတယ်လဲဆိုတော့မိကုံးရဲ့အဖြေလိုမျိုးပဲပေါ့နော်ဆိုတော့ဒီမိကုံးကိုလည်းကျွန်တော်ဖြည့်ရရင်အဲတယောက်ထဲနေရဟာကမှန်သလားတယောက်ထဲအဲ့လိုမျိုးအဟိုမနေခြင်းကအဟိုမှန်လားမှားလားဆိုတဲ့ဟာဖြည့်ဖို့အတွက်ကိုတစ်ခုချင်းစီရဲ့အားသာချက်အားနည်းချက်လေးတွေကိုနည်းနည်းလေး ွေးပေးမယ်ပေါ့နော်ဆိုတော့အအများစုပေါ့လေကျွန်တော်တို့အအခက်ခဲတွေနဲ့ဘဝမှာကြုံလာရတဲ့အခါစိတ်ပိုင်းဆိုင်ရာအဆင်မပြေတဲ့ကိစ္စတွေနဲ့ကျွန်တော်တို့ရင်ဆိုင်ရတဲ့အခါအဝမ်းနည်းမှုတွေကြုံတွေ့လာတဲ့အခါမှာကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာရဲ့တုံ့ပြန်မှုကဘာဖြစ်သွားတတ်တယ်လဲဆိုတော့ဟိုပတ်ဝန်းကျင်နဲ့ကင်းကွာပြီးတော့တယောက်တည်းလိုမျိုးခံစားလာရတယ်တယောက်တည်းလိုမျိုးနေချင်လာတတ်တယ်ဆိုတော့တုံ့ပြန်မှုကလည်း သဘောသဘာဝရှိပြီးသားပေါ့နော်အဲဆိုတော့ဒါဆိုရင်တယောက်ထင်းနေရဟာကောင်းလားမကောင်းဘူးလားပေါ့ဒီလိုမျိုးတယောက်ထင်းနေခြင်းမှာတချို့သောအားသာချက်လေးတွေတော့လည်းရှိတယ်ဥပမာအဖြစ်ကျွန်တော်တို့ကအရန်ကိုစိတ်တည်ရှုပ်ထွေးနေတယ်အရန်ကိုဝမ်းနေရတဲ့အခြေအနေနဲ့ကြုံနေတယ်ပတ်ဝန်းကျင်ကလည်းကိုယ်အရန်ကိုအနှောက်အယှက်ပေးနိုင်တယ်ဒါမှမဟုတ်ရင်လည်းကိုယ်ကိုပတ်ဝန်းကျင်ကြောင့် ကိုမှပို့ပြီးတော့စိတ်အနှောက်အယှက်ဖြစ်ရမယ်ဆိုရင်ဒီလိုမျိုးတယောက်တည်းခဏလေးနေလိုက်ခြင်းကလည်းပါလဲဆိုပတ်ဝန်းကျင်ရဲ့အာစိတ်အနှောက်အယှက်ပေးနိုင်တဲ့ဟာတွေပတ်ဝန်းကျင်ကနေပြီးတော့ကိုကိုအနှောက်အယှက်ပေးမဲ့ကိစ္စတွေနဲ့ခဏတာကင်းကွာပြီးတော့ကိုအတွက်ကိုပိုင်အချိန်လေးရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာလို့ပြောလဲဆိုမီတိုင်းလို့ပြောကြတာပေါ့အခုခေတ်မှာဆိုရင်တော့အဲကိုအတွက်အချိန်လေးရလာမယ်ဒီလိုကိုအတွက်အချိန်လေးရလာရင်ဘာတွေအတွက်ကျွန်တော်တို့အားသာတယ်လဲဆိုရင်စောနာကဆီယမ်မော့ဘုန်ဒီကဆွေးနွေးတော့ရဲမှာလည်းပါတယ်ပေါ့နော် ကျွန်တော်တို့တတိလို့ခေါ်တဲ့ awareness ပေါ့ဆိုတော့တခါတလေကြာရင်ကျွန်တော်တို့ကဘာဖြစ်တယ်လဲဆိုရင်ကိုယ့်ရဲ့ဝမ်းနေတယ်ဆိုရယ်စိတ်ခံစားချက်တွေကျွန်တော်တို့အဆင်မပြေဘူးဆိုရယ်စိတ်ခံစားချက်တွေကကိုကိုယ်တိုင်းဘာဖြစ်နေလဲဆိုရယ်ကိုယ့်ရဲ့စိတ်ခံစားချက်လေးတွေကို အတိအမှတ်ပြုဖို့မေ့နေတတ်ကြတယ်နောက်တစ်ခုကကြတော့ဘလို့စိတ်ခံစားနေရတယ်ဆိုတာကိုကျွန်တော်တို့ကမရှင်းမလင်းဖြစ်နေတတ်ကြတယ်ပေါ့နော်အဲ့ဒီအတွက်တယောက်တည်းအဲ့လိုမျိုးကိုယ့်အတွက်အခြေအနေရလာတဲ့အခါမှာကြတော့ကိုဘလို့ခံစားနေရတယ်ကိုရဲ့ဝမ်းနဲ့ကိုဝမ်းနေနေတာလားကိုအားငယ်နေတာလားကိုစိတ်ထဲမှာအဆင်မပြေဖြစ်နေတာလားကိုဒေါသထွက်နေတာလားစိတ်ထဲမှာအလိုမကျဖြစ်လာတာလားဆိုတော့ကိုရဲ့စိတ်ခံစားချက်ကိုကိုကိုယ်တိုင်ဘာပြန်ဖြစ်လို့ရတယ်လဲဆိုတော့ awareness ပေါ့နော်တတိလေးပြန်ပြီးတော့ထားလို့ရတယ် အဲ့ဆိုတော့ကိုယ့်အကူဒီလိုသတိလေးပြန်ရသွားပြီးသွားပြီဆိုရင်ကိုယ့်ရဲ့စိတ်ခံစားချက်လေးတွေကိုအတိအမှတ်ပြုမယ်အတိအမှတ်ပြုပြီးတော့ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုရင် self care ပေါ့နော်မိမိကိုယ်ကိုမိမိကယူဆိုင်တယ်ဆိုတဲ့ဟာလေးတွေနဲ့ကျွန်တော်တို့ဆက်ပြီးဖြည့်ရှင်လို့ရတယ်အဲ့ဒါဆိုတော့ဒီလိုအားသာချက်လေးတွေရှိတဲ့အတွက်ကြောင့်မို့လို့ state တွေအရန်ဟိုရှုပ်ထွေးနေတဲ့ချိန်တို့နောက်တစ်ခါကျတော့အရန်ဝမ်းနေတဲ့ချိန်မှာခိတခဏတာကိုကိုကို ချိန်ပေးခြင်းပေါ့နော်ဒီလိုမျိုးတယောက်တည်းနေရဆိုတာတက်ကိုကိုကိုအဲ့လိုခိတခဏအချိန်ပေးခြင်းကအာ ကိုယ့်ရဲ့စိတ်လေးကျမ်းမာဖို့အတွက်ကိုယ့်ရဲ့စိတ်ကလေးပြန်ပြီးနှွေထွေးလာဖို့အတွက်အထောက်အကူပြုရပေါ့ဒါပေမဲ့ဒါကလည်းပါရှိတယ်လေဆိုကျွန်တော်တို့ကအရာရာတိုင်းမှာအာသာချက်အာနေချက်ကောင်းကျိုးဆိုးကျိုးတွေရှိရပေါ့နော်ဆိုတော့ဒီလိုမျိုးအမြဲတမ်းတယောက်တည်းဖြစ်ဖြစ်လာတဲ့ခါကြတော့လေဘာဖြစ်လာမလဲဆိုတော့ပတ်ဝန်းကျင်နဲ့ပို့ပို့ပြီးကင်းကွာလာမယ်အဲကျွန်တော်တို့ဘာဖြစ်လာတယ်လို့ခေါ်လဲဆိုရင် social withdrawal ဖြစ်လာတယ်လို့ခေါ်တာပေါ့နော်ပတ်ဝန်းကျင်နဲ့ပို့ပြီးကင်းကွာလာတယ်ကိုတယောက်တည်းပို့ဖြစ်လာတယ်အထီးကျန်လာတယ်ဆိုတော့စိတ်ခံစားချက်တွေပို့ပြီးဖြစ်လာတယ်စောနာလိုမျိုး awareness လို့ခေါ်တဲ့တတိထားမိဖို့ကိုမရောက်သွားတဲ့အချိန်မှာပတ်ဝန်းကျင်နဲ့ကင်းကွာလာပြီးတော့ကိုယ့်ရဲ့နေစဉ်လုပ်ငန်းဆောင်တာတွေပိုးပြီးတော့ထိခိုက်လာတာမျိုးတွေရှိလာနိုင်တယ်။အဲကိုယ့်ရဲ့ဝမ်းနဲ့ပူဆွေးမှုတွေပိုးပြီးပြင်းထန်လာတာ မျိုးရှိနိုင်တယ်နောက်တစ်ခုကကြတော့ပတ်ဝန်းကျင်နဲ့ကင်းကွာသွားတဲ့အခါကျတော့ကျွန်တော် social support လို့ခေါ်တဲ့အချင်းချင်းပေါ့ဒီနေ့လိုမျိုးကျွန်တော်တို့ section လေးဆိုရင်ဒါအချင်းချင်းဖေးမတဲ့ social support section လေးပေါ့နိလူမှုရေးအဘိုင်းဆိုင်ရာထောက်ပံ့မှုစိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုဆိုရဲဒီ support ပေါ့ဆိုတော့တယောက်တည်းအလိုမျိုးတွေဖြစ်လာတဲ့အခါကျတော့ တယောက်တည်းနေပဲအနေများလာတယ်ဒီလိုမျိုးစိတ်ခံစားချက်တွေပြင်းထန်လာတဲ့အခါမှာဘယ်သူနဲ့မှဆက်သွယ်မလုပ်တော့ဘူးတယောက်တည်းပဲနေရတဲ့အခါကျတော့ဒီ social support လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာအထောက်ပံ့လူမျိုးပိုင်းဆိုင်ရာအထောက်ပံ့တွေပတ်ဝန်းကျင်ကနေပြီးကင်းကွာလာပြီးတော့ကိုယ့်ရဲ့တကယ်ဖြတ်တန်းရမယ့်ဒီစိတ်ပိုင်းဆိုင်ရာခရီးလမ်း ဟုတ်ပေါ့နော်လွယ်လွယ်ကူကူမဖြတ်တန်းနိုင်တော့ဘဲနဲ့ခက်ခဲတဲ့အခြေအနေမျိုးတွေလည်းရှိနိုင်ပေါ့အဲ့ဒီအတွက်ကြောင့်မလို့ဒီမေးခွန်းရဲ့အဖြေကိုဖြေရမယ်ဆိုရင်တော့အာခိတခဏတာတော့ကိုယ့်ရဲ့စိတ်ကလေးကိုကိုယ့်အတွက်အချိန်ပေးဖို့အတွက်လိုအပ်တယ်အဲသို့တော့ကျွန်တော်တို့ဘာလို့လိုအပ်တယ်လဲဆိုရင်အမ် အချိန်တိုင်းပဲဒီလိုမျိုးတယောက်တည်းဖြစ်နေတာမျိုးဟုတ်ပြီနော်အထီးကျန်နေတယ်လို့မျိုးခံစားနေရတာမျိုးကြီး ਨੇ တယောက်တည်းဖြတ်တန်းနေဖို့တော့အချိန်ကြာကြီးမှာတော့အဆင်မပြေနိုင်ဘူးအဲ့ဒီအတွက်ကြောင့်မလို့လိုအပ်တဲ့အဲကိုယ်အတွက်လိုအပ်တဲ့အကူအညီထောက်ပံ့နေရဖို့ ਨੇ လိုအပ်တဲ့ကျွမ်းကျင်ပညာရှင်စီကနေလည်းလိုအပ်တဲ့အကူအညီတွေယူဖို့လည်းလိုအပ်တဲ့အတွက်အများနဲ့တယောက်တည်းနေရတော့အဆင်မပြေနိုင်ဘူးတိုးတော့အချိန်ကာလတစ်ခုမှာတော့ကိုယ်အတွက်အချိန်လေးပေးပြီးတော့ကိုယ့်ရဲ့စိတ်ကလေးဘာဖြစ်နေလဲဆိုတာကိုတတိထားကြည့်မယ်ကိုကိုကို အတွက် self care လို့ခေါ်တယ်မိမိကိုယ်ကိုမိမိကယူဆိုင်တယ်ဆိုတော့အချိန်လေးတွေပေးမယ်ဆိုရင်တော့ကိုယ့်ရဲ့စိတ်ကလေးကပိုပြီးတော့နေကောင်းချမ်းမှအဆင်ပြေလာမယ်လို့အဲကျွန်တော်အနေနဲ့ဖြစ်ပြရစီဟုတ်ကဲ့ပါဆရာအချံပြူဆွေးနွေးတော်တာလေးအရင်မဲ့ကောင်းပါတယ်ဆရာကျေးဇူးလက်တင်ပါတယ်အာဆရာပြောသွားတဲ့အထဲမှာဆိုရင်ဟိုညီမဆိုလည်းအဲ့လိုပဲစိတ်အဆင်မပြေတဲ့ခါတွေဝမ်းနည်းမှုများလာတဲ့ခါတွေဆိုလို့ရှိရင်တော့ဟိုကြောက်သေးဝင်နေလိုက်တာများတယ်ဒါပေမဲ့ဒီဟာကရည်ရည်အထိကြောက်သေးမနေသင့်ဘူးဆိုတာလေးက ဆရာဆွေးနွေးအကြံပြုသွားတာလေးကိုနားထောင်ပြီးတော့ဟိုကိုကိုချစ်တဲ့ပဝင်းချင်းအဲကိုကိုကောင်းမွန်စေတဲ့ပဝင်းချင်းမှာရှင်သန်နေတာမျိုးကပို့ပြီးတော့စိတ်ကြမ်းမာရေးကိုစိတ်ကလေးမြှထွေးစီမယ်လို့ထင်ပါတယ်ဆရာကျေးဇူးများရှိတင်ပါတယ်ဆရာဆက်ပြီးတော့လေဟိုလူတွေကအဲ့လိုမျိုးဝန်းနေနေတဲ့ခါတွေစိတ်အဆင်မပြေဖြစ်တဲ့ခါတွေမှာဆိုတချို့တွေဆိုလို့ရှိရင်ကိုရဲ့ဝန်းနေမှုတွေကိုဖြေဖြောက်ဖို့အတွက်အများသောအားဖြင့်ဆိုရင်တခြင်းနေနားထောင်ကြရတယ်စောက်တွေဖတ်ကြရတယ်အဲဒါပေမဲ့အဲ့လိုမျိုးဟိုဖြေဖြောက်နေရင်းနဲ့မှာ စောက်တွေဖတ်နေရင်တခြင်းတွေနားထောင်ရင်းနဲ့မှပူပူပြီးတော့စိတ်ကတူလာတဲ့ခါတွေရှိတယ်။အဲ့အဲ့လိုမျိုးလေးရောဆရာဘာဖြစ်တာလဲမသိဘူးပေါ့နော်။အဲ့ဒါလေးမေးချင်ပါတယ်ဆရာဟုတ်။ဟုတ်ကဲ့ပါဆရာမမေးရေးကျေးဇူးတင်ပါတယ်။ဆိုတော့ဟုတ်တယ်ကျွန်တော်တို့တွေကအာဆောင်းနာလို့ပေါ့လေစိတ်လေးတွေကျွန်တော်အသင်မပြေဖြစ်လာကြတယ်စိတ်ဖိစီးမှုတွေများလာတယ်စိတ်တွေရှုပ်ထွေးလာတဲ့ ခါမှာဒီစိတ်ဖိစီးမှုတွေစိတ်ညစ်တာတွေကိုကြော်လွှားဖို့အတွက်ရင်ဆိုင်ဖြည့်ရှင်းဖို့အတွက်ကျွန်တော်တချင်းလေးတွေနားထောင်ကြရရှိတယ်။အဲတချို့ကအာရုပ်ရှင်လေးတွေကြည့်တယ်။တချို့ကတော့အာဝတ္ထုစာအုပ်တွေဖတ်တယ်ပေါ့နော်။အဲ့လိုဖတ်ရင်းနဲ့မှာအထူးသဖြင့်တချင်းနားထောင်ကြတာပေါ့နော်။အဲ့တော့တချင်းနားထောင်နေရင်းနဲ့မှာဘာဖြစ်လာလဲဆိုတော့ကိုယ့်ရဲ့ emotion လို့ခေါ်တဲ့စိတ်ခံစားချက်တွေကပိုပိုပြီးတော့ပြင်းထန်လာတာပေါ့နော်။ပိုပြီးတော့ intense ဖြစ်လာတယ်။ပိုပြီးတော့ပြင်းထန်လာတယ်။အာကိုယ့်ရဲ့စိတ်ခံစားချက်တွေထိန်းချုပ်ဖို့ခက်လာတဲ့အခြေအနေမျိုးကြီးကြုံရတာမျိုး တွေရှိလာနိုင်တယ်ပေါ့နော်ဆိုတော့ပြန်စဉ်းစားကြည့်အောင်ပေါ့နော်တချင်းပေါ့အဲဆိုကျွန်တော်တို့ဘာလို့တချင်းနေကိုကိုရံရောအနားထောင်များကြလဲပေါ့နော်ဆိုတော့အသေးကွဲတချင်းနေကျွန်တော်တို့နားထောင်ကြတာလားစိတ်တက်ကြွစီတဲ့တချင်းနေနားထောင်ကြတာလားအချစ်တချင်းနေနားထောင်ကြတာလားပေါ့နော်ဆိုတော့ဥမာအပြင်ကိုယ့်ရဲ့စိတ်ဖိစီးမှုကအဲဒီအာ သမီးစားချမ်းမာရှိတဲ့ပြဿနာတို့ relationship နဲ့ပတ်သက်တဲ့ပြဿနာတို့ကြောင့်ရှောင်ဖြစ်လာတဲ့ကိုယ့်ရဲ့စိတ်ဖိစီးမှုဆိုပါစို့အဲဒီလိုဟာမျိုးမှာကိုကစိတ်ပြေလက်ပြောက်ဆိုပြီးတော့ကိုနားထောင်တဲ့တခြင်းတွေကအချစ်တခြင်းတွေနားထောင်မိတာတို့ဒါမှမဟုတ်ရင်လည်းအဲကိုနဲ့အရင်အတူတူရှိခဲ့မှုတဲ့အချိန်မှာတော့ကအဲဒီလိုတခြင်းတွေနားထောင်ခဲ့မှုတဲ့မှတ်ဉာဏ်မျိုးတွေကကိုယ့်ပေါ်မှာပြန်ပြီးတော့ပေါ်လာတာမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီခါကျတော့အဲကိုရဲ့ အရင်တော့ရှိခဲ့တဲ့မှတ်ဉာဏ်ထဲမှာဒီအကြောင်းအရာတွေကပြန်ပြီးတော့ဟိုပြန်ဆွလိုက်တယ်လို့မျိုးဖြစ်တာပေါ့နော်အဲ့တော့ပြန်ဆွလိုက်တယ်လို့မျိုးဖြစ်တဲ့အခါမှာကိုယ့်ရဲ့အာတက်တာရမယ်စိတ်ကလေးအစာပါဖြစ်လာလဲဆိုစိတ်မတက်မတာခံစားရတဲ့ခံစားချက်တွေဖြစ်လာတာမျိုးဒါမှမဟုတ်ရင်လည်းခုနကတော့ပြောရဲပိုးပြီးဝမ်းနေလာတာအဲကိုယ့်ရဲ့စိတ်ခံစားချက်တွေပိုပြင်းထန်လာတာမျိုးတွေရှိနိုင်တယ်ပေါ့နော်အဲအဲ့ဒါကတော့ဘာလဲဆိုရင်ကိုနားထောင်လိုက်တဲ့တခြင်းရဲ့ ဟိုဘယ်လိုပြောမလဲဟို types ပေါ့နော်ကိုယ့်ရဲ့အဲ့တချင်းနားထောင်လိုက်တဲ့ကိုယ့်ရဲ့နားထောင်လိုက်တဲ့တချင်းမှာပါဝင်တဲ့အကြောင်းအရာနဲ့ကိုဖြစ်နေတဲ့အကြောင်းအရာနဲ့တွားပြီး types ဆိုင်သွားတဲ့အခါမှာဒါမျိုးတွေဖြစ်လာတယ်ပေါ့နော်အဲနောက်တစ်ခုကကြတော့ဗာလဲဆိုတော့အထူးသဖြင့်ဒီ music ပေါ့နော်အဲကျွန်တော်အရင်ကြီး music ကိုကျွမ်းကျင်တဲ့သူတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာနဲ့ဒီအာတချင်းနဲ့ဆက်ဆက်တဲ့ဟာလေးတွေမှာစဉ်းစားကြည့်ရတဲ့လောက်ဆိုရင်တော့အာဒီ တခြင်းနေ music တွေကအာကျွန်တော်တို့ရဲ့ emotion ပေါ်မှာအများကြီးစိတ်ခံစားချက်ပေါ်မှာအများကြီးလွှမ်းမိုးမှုရှိတယ်ပေါ့နော်ဥပမာအပြည့်ဆိုပါဆိုကျွန်တော်တို့အာရိုးရိုးလေးစဉ်းစားကြည့်မယ်ဆိုရင်အာကျွန်တော်တို့ဒီတော်လန်ရေးရဲ့အစတုန်းက နားထောင်ခဲ့ကြတဲ့တက်ကြွကြတဲ့တချင်းတွေရှိရယ်တော်လိုင်းရဲ့တချင်းတွေရှိရယ်เนาะအဲ့တချင်းတွေနားထောင်ရင်ကျွန်တော်တို့ဘာတွေဖြစ်လာလဲဆိုကိုယ့်ရဲ့စိတ်တွေကလိုက်ပြီးတော့တက်ကြွလာတယ်အစိတ်ထဲမှာအားတွေရှိလာတယ်တပြိုင်နက်ထဲမှာပဲကျွန်တော်ပြန်စင်းစားကြည့်အောင်ခုတလောမှာဆိုရင်ကျွန်တော်တို့ရဲ့တော်လိုင်းအမှုပညာရှင်တွေဖြစ်တဲ့မဖြူဖြူကျော်သိန်းတို့နောက်တစ်ခါကြာမှချစ်သူဝေတို့เนาะသူတို့တွေအစူထားတဲ့ကျဲတချင်းကိုကျွန်တော်ပြန်နားထောင်တဲ့အခါမှာကျွန်တော်တို့ရဲ့စိတ်ခံစားချက်လေးဘယ်လိုလေးဖြစ်လာကြလဲပေါ့เนาะဆိုတော့ အချင်းရဲ့ပါဝင်တဲ့ content ကလည်းသူကဘာလို့ဖြစ်စေတယ်လဲဆိုတော့ကျွန်တော်တို့ရဲ့ emotion ပေါ်မှာလိုက်ပြီးရောစိတ်ခံစားချက်ပေါ်မှာလိုက်ပြီးရောအာလွှမ်းမိုးမှုရှိတယ်တက်ရောက်မှုတွေရှိတယ်ပေါ့နော်အဲ့တော့ဆိုတော့ကိုယ့်ရဲ့အာဖြစ်နေတဲ့အကြောင်းအရာပေါ်မှာကိုယ်ကစိတ်သက်သာရအောင်ဆိုပြီးရောဒီလိုတခြင်းကိုတော့နားထောင်လိုက်တယ်ဆိုပေမဲ့ဒီတခြင်းကြောင့်ကိုယ့်ရဲ့သက်သာရအောင်မရသွားသေးပဲနဲ့ပို့ပြီးတော့ပြင်းထန်တဲ့စိတ်ခံစားချက်တွေကိုဖြစ်စေနိုင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့ကအာဒီစိတ်ဖိစီးမှုတွေ အာကိုဖြည့်ရှင်းတဲ့အခါမှာအဲ့တော့ကျွန်တော်တို့ကကုတ်ပင်လုပ်တယ်လို့ခေါ်တာပေါ့နော်ဒီမှန်ကန်တဲ့နီလန်းနေနဲ့ဖြည့်ရှင်းဖို့ကျွန်တော်တို့ကများသောအားဖြင့်အကြံပြုကြတယ်အဲ့တော့မှန်ကန်တဲ့နီလန်းနေဆိုတဲ့နေရာမှာ healthy ကုတ်ပင်လို့ခေါ်တာပေါ့နော်အဲ့တော့အဲ့ဒီနီလန်းတွေကိုဖြည့်ရှင်းတဲ့အခါမှာတမျိုးတည်းထက်ဆိုင်ကျွန်တော်တို့ကဘာလဲဆိုရင်နီလန်းမျိုးစုံကိုတုံးစေချင်တာပေါ့နော်ဘာလို့လဲဆိုတော့ဒီတခြင်းနေနားထောင်တဲ့အခါမှာကိုယ်အတွက်ကတတ်တာရမရပဲနဲ့ပို့ပြီးတော့ အော်ပြင်းထန်တဲ့စိတ်ခံစားချက်တွေဖြစ်လာတယ်မတက်မတာဖြစ်လာတယ်ဆိုရင်ဒီနီလန်းကိုအသုံးမပြုဘဲနဲ့ကျွန်တော်တို့ကတခြားသောနီလန်းကိုအသုံးပြုစေချင်တာပေါ့နော်ဥပမာအပြင်တချင်းနားထောင်တာရက်ပြီးရောအဲကျွန်တော်တို့အတွက်တက်တောင်းတတာဖြစ်စေမယ်တငယ်ချင်းတွေနဲ့အာဟိုစကားပြောလိုက်မလားဒါမှမဟုတ်ကိုစားချင်တဲ့ဟာလေးကိုစားလိုက်မလားလမ်းလေးထွက်ရှောက်လိုက်မလားအာဒါမှမဟုတ်ရုပ်ရှင်ကြည့်ရအောင်လုပ်မလားဟာတာကားလေးတွေကိုကြည့်မလားကိုစိတ်ဝင်စားတဲ့ အာအလုတ်ကလေးတွေကိုလုတ်တာမျိုးဒါမှမဟုတ်လည်းကိုမွေးထားတဲ့ခွေးလေးတွေကြောင်လေးတွေနဲ့ကစားရမျိုးလေးတွေလုတ်မလားပေါ့နော်ဆိုတော့ဒီလိုနီးလန်းလေးတွေကိုအသုံးပြုပြုတင်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးကိုယ့်ရဲ့အာစိတ်ဖိစီးမှုတွေစိတ်မတက်မတာဖြစ်မှုတွေကိုဖြေလျှော့ဖို့လုပ်တဲ့နီးလန်းတွေရဲ့အမှာတချင်းနားထောင်တာရောဆောင်းနာပြောတယ်လို့ဝတ္ထုဖတ်တာရောရုပ်ရှင်ကြည့်တာရောဥပမာပြရုပ်ရှင်ကြည့်ရင်လည်းဆိုလေကိုယ့်ရဲ့ဖြစ်ပျက်တွေနဲ့တွားပြီးတော့ထပ်တူကြတဲ့ရုပ်ရှင်မျိုးကြည့်မိတဲ့အခါမှာအာကိုယ့်ရဲ့ငကို ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကိုတွားပြီးတော့နှိုးဆွတယ်လို့ဖြစ်ပြီးတော့စိတ်မသက်မသာရမျိုးရလာနိုင်တယ်။အဲ့ဒီအတွက်ကြောင့်မို့လို့အာဘယ်နီလန်းနဲ့ပဲဖြည့်ရှင်းပါစေဖြည့်ရှင်းတဲ့နီလန်းက healthy ဖြစ်တဲ့အာကျန်းမာရေးနဲ့လောက်ကြောင်းကြီးတွေဖြစ်တဲ့ကိုယ်မထိခိုက်စေမယ်တခြားသူကိုမထိခိုက်စေမယ်နီလန်းလေးတွေနဲ့ဖြည့်ရှင်းသင့်ပါတယ်ဒါဆိုတော့ဟိုဒီတခြင်းနားမထောင်ရဘူးလေတော့မဟုတ်ဘူးကိုနားထောင်တဲ့တခြင်းကကိုယ်အတွက်စိတ်ကို တက်တာစေမဲ့အချင်းမျိုးဖြစ်စေမလားဒါမှမဟုတ်ရင်စိတ်ကမတက်မတာဖြစ်စေပြီးပိုပြီးပြင်းထန်တဲ့အဲစိတ်ခံစားမှုတွေဖြစ်စေမဲ့တချင်းများဆိုတာဆိုတာလေကျွန်တော်တို့ကရွေးချယ်တင်တယ်အဲဆိုတော့ကိုအတွက်ကဘယ်လိုတချင်းလေးမျိုးကတော့ကိုအတွက်စိတ်တက်တာရရစေတယ်ဘယ်လိုတချင်းမျိုးကတော့ကိုကိုပိုပြီးတော့အဲဝမ်းနည်းမှုတွေပိုဆွေးမှုတွေကို ဖြစ်ပေါ်စေတတ်တယ်ဆိုတော့ရွေးချယ်ပြီးတော့အဲနားထောင်တင်ပါတယ်လို့ပဲအကြံပေးရသေးတယ် ဟုတ်ကဲ့ပါဆရာအခုလိုမျိုးပြည့်ပြည့်စုံစုံနဲ့ဆွေးနွေးအကြံပြုသွားတဲ့အတွက်ကျေးဇူးများတင်ပါတယ်။အာအခုဆရာတွတ်ပင်ရဲ့ဆွေးနွေးအကြံပြုသွားတာလေးတွေနားထောင်ပြီးပြီဆိုတော့ဟိုဆရာမမော်နီတာကိုအလှည့်ပေးခြင်းပါတယ်။အာဆရာမရေဟိုတချို့တွေဆိုလို့ရှိရင်ဒါလုပ်ငန်းခွင်နဲ့ပတ်သက်တာပေါ့နော်။တချို့တွေဆိုရင်ကိုယ့်ရဲ့အလုပ်ကိုပဲစိတ်ရှိတယ်။ကိုယ့်ရဲ့အလုပ်ကနေပြီးတော့လွှဲလို့အင်ကိုပြန်ရောက်တဲ့အခါမှာပဲဖြစ်ဖြစ်ကိုယ့်ကိုချက်တဲ့ပုံဝင်ခြင်းကိုပြန်ပြီးတော့ ြန်လာတဲ့ခါမှာဆိုရင်ဟိုကိုကကို့အလောက်ကလွယ်တခြားအရာတွေမှာစိတ်မရှိတော်တော်ရာရှိရဲ့အဲဒီဟာလေးဟာကိုစိတ်ကျမကြီးနဲ့ဆိုင်တဲ့ပြဿနာတစ်ခုလားဆိုတဲ့မိကွန်းလေးနေချင်ပါတယ်အဲ့ဒါလေးလည်းသိချင်ပါတယ်ကျမဆင်းရဲပြီးပါအောင်ရှင်ဟုတ်ကဲ့ပါဟုတ်ကျမမိမိကျေးဇူးပါဒီမိကွန်းလေးမေးပြီးတာဘာလဲဆိုဒါကလူတော်တော်များများမှာဖြစ်နိုင်ခြင်းရှိတယ်ပေါ့နော် အခြေအနေမျိုးဖြစ်နေအောင်เนาะအဲစိတ်ကျမ်းမာရေးပြဿနာလားဆိုတော့ပြဿနာလို့ပြောကြမလားဆိုတော့လေအခြေအနေတစ်ခုပေါ့နော်ကျမတို့တွေစိတ်အခြေအနေတစ်ခုဖြစ်နိုင်ခြင်းရှိတဲ့စိတ်အခြေအနေတစ်ခုလို့ပဲပြောခြင်းတယ်ပြဿနာလို့တော့ကျမမတတ်မှတ်ခြင်းသေးဘူးပေါ့အဲကျမမှလည်းဖြစ်တယ်အဲ့လိုမျိုး အရင်တော့ဟိုဆေးကခန်းနေဆေးရုံနေသွားရတဲ့ကာလဆိုရင်တော့ပူဆိုးခဲ့တယ်ပေါ့နော်သွားရတယ်ကားတွေပိတ်တယ်တနေကုန်ဆေးရုံမှာလုတ်တယ်ပြန်ရောက်ရင်သူက flat ပြပြီးအိမ်အတွေနဲ့စကားမပြောချင်တော့ဘူးစိတ်မရှိဘူးဒါရင်ဖြစ်တတ်တာပေါ့နော်အဲ့တော့အဲ့ဒါဒီဟိုစိတ်ကြမ္မာရေးခြေနေတခုပေါ့ပြဿနာတော့မဟုတ်သေးပြီပဲကျမတို့သတိထားရမယ်စိတ်ကြမ္မာရေးခြေနေတခုလို့ပြောချင်တယ်။ကောင်းတဲ့ဘက်ကပြောရင်တော့ကိုယ်အလုံးမှာတော့စိတ်ရှည်တယ်ဆိုတော့ဩဒါကဘယ်လိုပဲဖြစ်ဖြစ်သူကသူ့ကိုတောင်းဝန်ယူထားတဲ့အလုံးမှာစိတ်ရှည်တယ်စိ ပါလက်ပါလုပ်တယ်ကောင်းကောင်းလုပ်တယ်ဆိုရင်တော့ဟိုဒီခေတ်စကားနဲ့ပြောရင်ဒါပရိုပီတာတယ်ပေါ့နော်တာဝန်ကြီးတယ်ပေါ့အဲဒါကတော့ကောင်းတဲ့ဖက်ကပြောရင်ပေါ့ဒါပေမဲ့တစ်ဖက်ကလည်းအိမ်လဲပြန်ရောက်တော့တခြားဒါမှမဟုတ်တခြားသူတွေနဲ့ပတ်သက်ရင်စိတ်မရှိတော့ဘူးဆိုတော့လေအဲလိုတော့လည်းမဖြစ်တင်သေးဘူးလေနော်အဲကိုလုံးမဟုတ်ဘူးဆိုစိတ်မရှိဘူးတခြားလူတွေဆိုရင်អော်ငေါ့မယ်ဒီလိုလုံလုံကျူးကျူးဖြစ်လို့မှမရတာအဲ့တော့တတိထားမှာကဟိုကျွန်မအရှိမပြောခဲ့သလိုပဲ ဟိုဒီဒီတနအိမ်မှာတော့အများအားဒီနားထောင်နေတဲ့သူတွေကျွန်မဘာတိုက်တွန်းခြင်းလဲဆိုတော့ငါစိတ်ဘာဖြစ်နေလဲဆိုတော့ဟို awareness ပေါ့နော်ဒါလေးကိုသိသိခြင်းနေအဲ့တော့ကိုဒီလို ဖြစ်နေပြီဆိုရင်ငါကပုံမှန်ထက်ဆိုင်ငါစိတ်မရှိဖြစ်နေပါလားငါသူများတွေစိတ်မရှိဘူးအောင်းကောင်းပြီးနေပြီလူတွေနဲ့လည်းငါစကားမပြောချင်တော့ဘူးအလုတ်ကပြန်လာတာနဲ့ဆိုတဲ့ဟာမျိုးဖြစ်နေပြီဆိုရင်ငါဘာဖြစ်နေလဲဆိုတာလေးကိုအရင်ဆုံးတွေးစီချင်တယ်ပေါ့နော်အရန်ပင်ပန်းနေတာလားအလုတ်ရဲ့ stress ကြီးတအားများနေပြီလားဒါမျိုးလေးတွေကိုကိုကိုပြန်ပြီးတော့သုံးသပ်စီချင်တယ်ပေါ့ ဒါကလူတယောက်မှဆိုရင် work life balance ကမျှဖို့လိုတယ်လေနော်အလုံးမှာစိတ်ရှည်သလိုအိမ်မှာကိုချစ်တဲ့သူတွေနဲ့ဆိုရင်လည်းစိတ်ရှည်လက်ရှည်နဲ့ quality time လေးတွေဖန်တီးဖို့လိုတာ ਉਹ ဒါအရေးကြီးတယ်အဲ့တော့ဒီလိုမျိုးစိတ်မရှည်ဖြစ်လာပြီဆိုရင်အဲကိုကိုမှာတော့ ပင်ပန်းနေတဲ့ပြဿနာတော့သိကြပေါ့ရှိပြီပေါ့နော်ဒါလေးကိုသတိရစီခြင်းနဲ့ပြီးရင်ဒီထက်ဆိုးတာတွေကကြတော့တစ်ခါတလေတချို့ပေါ့နော်တချို့တွေမှာစိတ်ကြယောဂလိုမျိုးအစပြုဖြစ်ချင်နေတဲ့အပျော့စားနဲ့အလေလက်စားစဖြစ်နေပြီဆိုရင်ကျမတို့ကဘာနဲ့စတယ်လဲဆိုတော့တစ်ခါတလေစိတ်မရှိတော့တာတို့ ဟိုစိတ်တူလွယ်နေတယ်၊ဆွညံတန်ဒီမခံမကြားကျင်တော့ဘူး၊သူများကြီးနဲ့စကားမပြောကျင်တော့ဘူးဆိုတဲ့လက္ခဏာလေးတွေနဲ့စတာရှိတယ်ပေါ့နော်။ဒါပေမဲ့ကိုလောက်ရမယ့်အလုပ်မှာတော့ကိုကဟိုမန်တင်းပြီးလုပ်နေတော့မပြတ်သေးဘူးပေါ့။ကိုလောက်ရမယ့်အလုပ်မှာတော့မလုပ်နိုင်ဘူးဆိုတာမလာသေးပေမဲ့တခြားလူမှုရေးပိုင်းဆိုင်ရာတွေမှာစပြီးတော့မှထိခိုက်လာတာလေးတွေရှိတတ်တယ်ပေါ့နော်။ဒါကစိတ်ကြယောဂမှာလည်းတွေ့ရနိုင်တဲ့လက္ခဏာတစ်ရပ်ပေါ့နော်။ဟိုဒီလက္ခဏာရှိလို့စိတ်ကြယောဂဖြစ်ပါပြီလို့ပြောတာမဟုတ်ဘူး။ဒါပေမဲ့ဒီလက္ခဏာလေးဖြစ်ပြီးဒီလိုအခြေအနေလေးဖြစ်ပြီးဆိုရင်တော့ အနည်းဆုံးတော့ငါဘာဖြစ်နေလဲငါစိတ်တွေဘာလို့မကြည်လဲ ငါမပျော်ဘူးတွေညာနေလားငါစိတ်ကြယောဂါများဖြစ်နေလားဒါမျိုးလေးတော့တိလေးတစ်ချက်ထားသိခြင်းနဲ့ပြီးလို့ရှိရင်ကိုယ့်အလုပ်ကဘာတန်အရန်များနေတယ်အဲအလုပ်တွေတအားများနေရဆိုရင်လည်းဒီဟာကိုရှော့လို့ရတဲ့နည်းလမ်းရှိမလားပေါ့နော်ကျမတို့တချို့အလုပ်တွေမှာကိုကိုနဲ့ဓာတ်ရိုက်မသက်ဆိုင်ဘူးကိုဝင်မပါလဲရတဲ့အလုပ်တွေရှိတယ်ဆိုရင်ဒီအလုပ်လေးတွေကိုအဲကိုယ့်အတွက်လည်းဘာတန်များနေပြီဆိုရင်ရှော့ဖို့လို့ရင်ရှော့ရမယ်ပေါ့နော်ဟိုဒီကာလမှာကျတော့လူတွေက ဒေါ်လာရေးထူးသဖြင့်ဒီဒေါ်လာပြည်သူဒေါ်လာရေးတိုင်းဝိုင်းမှာဆိုရင်ဒီအလုပ်တွေက ဟိုစိတ်ကောလူရောနှစ်ပြီးလုတ်တယ်အင်တိုင်းအားတိုင်းလုတ်တယ်ဆိုတဲ့အချိန်မှာပင်ပန်းလာတဲ့ကာလာတွေတကယ်ရှိတယ်ပေါ့နော်ဟိုကျမတို့တရက်မှတရက်မှမနာခဲ့ပါဆိုတော့ဒီလူဟိုပြောပြီးတော့တော်လန်ရေးမှာလုတ်ကြတာလေးတွေ့ရတယ်ပေါ့ဒါပေမဲ့ဒါကလည်းဘယ်လိုပဲဖြစ်တော်လန်ရေးစိတ်သက်ပြင်းပြတယ်ဆိုတာကောင်းတယ်ဒါပေမဲ့တစ်ဖက်ကလည်းကျမကြီးရှူတောင်းအကြည့်ရင်တရက်မှမနာတဲ့မှာဆိုတဲ့အယူဆကြတော့ကျမကြီးရှူတောင်းဆိုရင်တော့နည်းနည်းလွဲမှားနေတာပေါ့နော်လူကအလုံးလုံးလဲလောက်ရမယ်နားလဲနားရမယ် relaxation time ဆိုတာလည်းရှိဖို့ရှိရမယ်ပေါ့နော် ကျွန်တော်တို့အခုသွားနေတဲ့ဘဝပဲပြောပြောဒေါ်လာရင်းခရီးပဲပြောပြောကရေရှည်သွားတဲ့ခရီးဖြစ်တယ်အဲမနာပဲနဲ့သွားလို့မရဘူးအလုပ်တွေကြီးပဲဆွတ်လုပြီးတော့ကျန်တာကြီးစိတ်မရှိဖြစ်လာလို့မရဘူးပေါ့နော်စိတ်ကောလူရောကြမ်းကြမ်းပါပါနဲ့အလုပ်တွေကိုလုပ်နိုင်ဖို့ရေရှည်သွားနိုင်ဖို့လုပ်ရရှိတာတွေကိုဟိုကြမ်းကြမ်းပါပါနဲ့လုပ်နိုင်ဖို့အရေးကြီးတယ်ပေါ့အဲ့ခါကျတော့ ကိုကစိတ်မရှိတော့ဘူးဖြစ်လာပြီစိတ်ပင်ပန်းနေပြီဒေါသတွေထွက်လွယ်နေပြီဆိုရင်ကို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 စိတ်ကလေးကိုတစ်ချက်လေးကိုဟာနဲ့ကိုလွှေးထွေးမှုပြန်ပေးကြပါငါဘာဖြစ်နေလဲငါစိတ်အဆင်ပြေရဲ့လားငါလုပ်တည်ပင်ပန်းနေပြီလားငါကိုကိုကိုကယူဆိုင်ဖို့လိုနေပြီလားပေါ့နော်ဒါမျိုးလေးတစ်ချက်ပြန်ကြည့်စီချင်ပါတယ်ဟုတ်ကဲ့ပါဆရာမဟိုတခါလီမှာဆိုရင်ဆရာမပြောသားသလိုပဲကိုကိုကိုပြန်ပြီးတော့ဘာဖြစ်နေရလဲဆိုတော့မိခုံးကို ထုတ်ဖို့အတွက်ကိုလူတွေကအများသောအားဖြင့်မေ့နေတတ်ကြတာလေးရှိပါတယ်။ဒါလေးကိုဆရာမထောက်ပြအကြံပြုသွားတဲ့အတွက်ကျေးဇူးများရှိတင်ပါတယ်။